အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဗီတာမင် D2 ပါဝင်တဲ့အစာအစာနဲ့ကြမ်းမာရေးကောင်းကျိုးများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီတာမင် D ဟာအစီမပြောင်းဝင်တဲ့ဗီတာမင်အုပ်စုဝင်ဖြစ်ပါတယ်အစီမပြောင်းဝင်တဲ့ဗီတာမင်တွေကတော့ဗီတာမင် D ဗီတာမင် A ဗီတာမင် E ဗီတာမင် K တို့ဖြစ်ကြပါတယ်အစီမပြောင်းဝင်တဲ့ဗီတာမင်တွေဟာအစီ fat နဲ့ C point တွေမှာပျော်ဝင်နိုင်ပြီးခန္ဓာကိုယ်ရဲ့အဆီ tissue တွေနဲ့အသေးထဲမှာတူလောင်ထားနိုင်တဲ့ဗီတာမင်တွေဖြစ်ပါတယ်။ဗီတာမင် D ဟာဥက calcium, magnesium နဲ့ phosphate တွေကိုစုပ်ယူမှုတိုးမြှင့်ပေးနိုင်တယ်။အခြားဇီဝကာမဆိုင်ရာလှုပ်ဆောင်ချက်များစွာကိုလည်းလှုပ်ဆောင်ပေးပါတယ်။လူတွေမှာအရေးအပါဆုံးဖြစ်တဲ့ဓာတ်ပေါင်းတွေကတော့ဗီတာမင် D2 နဲ့ဗီတာမင် D3 တို့ဖြစ်ကြပါတယ်။ဒါကြောင့်ဗီတာမင် D အမျိုးအစားမှာ အဓိကအားဖြင့်နှမျိုးသာရှိပါတယ်အဲ့ဒါတွေကတော့ဗီတာမင် D2 နဲ့ဗီတာမင် D3 တို့ဖြစ်ကြပါတယ်ဗီတာမင် D2 ဟာအဓိကအားဖြင့်လူတို့ကပြည့်လုပ်ထားတဲ့အစားအစာတွေမှာထည့်သွင်းထားပါတယ်အပင်တွေနဲ့မှိုတွေမှာလည်းနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်မှိုတွေကလည်းရရှိနိုင်ပါတယ်ဗီတာမင် D2 မှာပါဝင်တဲ့အစားအစာတွေကဘာတွေလဲဗီတာမင် D2 ပေါ်ကျော်သွားတဲ့အစားအစာတွေဟာ အပင်ကရတဲ့အစားစာနဲ့ပြုပြင်ထားတဲ့အစားစာတွေမှသာရရှိနိုင်ပါတယ်။နံပါတ်၁ကနေအောင်ကြီးနဲ့ထိတွေ့ထားတဲ့မှုနေအောင်ကြီးဓမ္မမဟုတ်ခရမ်းလွန်ရောင်ကြီးနဲ့ထိတွေ့ထားတဲ့မှုကဗီတာမင် D2 ပိုမိုပါဝင်ပါတယ်။အဲ့ဒါတွေကတော့ make da ke မှု photo blue မှု chita ke မှုတို့ဖြစ်ကြတဲ့နေအောင်ကြီးနဲ့ခြောက်အောင်လုပ်ထားတဲ့မှုတွေကဗီတာမင် D2 ပါဝင်မှုပိုများပါတယ်။နံပါတ်2 ဗီတာမင် D2 ထပ်မံထည့်သွင်းထားတဲ့အစားအစာတွေကတော့အပင်ကရတဲ့နို့တွေမှာပါဝင်ပါတယ်။အဲ့ဒီနို့တွေထဲမှာပြုတ်ပြင်ထားပြီးဗီတာမင် D2 ကိုဖြည့်ဆွက်ထည့်ထားပါတယ်။ဥပမာအားဖြင့်ပဲနို့အယ်မွန်နို့၊ကွေကာအုပ်နို့တို့ဖြစ်ကြပါတယ်။ဒါအပြင်ဗီတာမင် D2 ထပ်ဖြည့်ပြီးပြုတ်ပြင်ထားတဲ့မနက်စာအဖြစ် စားတဲ့ကွေကာအုပ်၊လေမော်သီးဖြော်ရည်တွေနဲ့တိုဖူးတို့ဖြစ်ကြပါတယ်။နံပါတ်3က yeast နဲ့ yeast အခြေပြုထားတဲ့ထုတ်ကုန်တွေမှာ higher တန်ဖိုးမြင့် higher yeast တွေဖြစ်ကြပါတယ်။သတိပြုရချက်ကတော့ vitamin D2 ဟာတိရစ္ဆာန်ထွက်မဟုတ်တဲ့အစာစာတွေထဲမှာသာတွေ့ရပါတယ်။တက်တက်လွတ်စားသူတွေအတွက် vitamin D2 ကိုအဓိကထားပြီးစားနိုင်ပါတယ်။ vitamin D2 ရဲ့ကျန်းမာရေးကောင်းကျိုးတွေကဘာတွေလဲ။ vitamin D2 ရဲ့ကျန်းမာရေးကောင်းကျိုးတွေကတော့နံပါတ်1အရိုးကျန်းမာရေးကိုကူညီပေးတယ် ကယ်လ်ဆီယမ်နဲ့ဖော့စဖရပ်စ်မျိုးစုံဓာတ်တွေကိုစုပ်ယူနိုင်အောင်ကူညီပေးတယ်ဓာတ်တွေကအယိုးနဲ့သွားတွေကိုအံမာအောင်လုပ်ပေးတယ်နံပါတ်2အယိုးပြော့ယောဂနဲ့အယိုးမှဆက်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်တယ်ကလေးတွေမှာဖြစ်တဲ့အယိုးပြော့ယောဂဒရစ်ကက်နဲ့လူကြီးတွေမှာဖြစ်တဲ့အယိုးမှဆက်ပြီးကျိုးလွယ်တဲ့ယောဂအော်စီယိုမလေးရှားကိုကာကွယ်ပေးပါတယ်နံပါတ်3ကတော့ ိုခံစွမ်းအားစနစ်ကိုလှုပ်ဆောင်မှုပေးနိုင်တယ်။ယောဂါပိုးတွေမွေအောင်နဲ့ရောင်ရမ်းမှုတွေမဖြစ်အောင်ကိုခံအားစနစ်ကိုလှုပ်ဆောင်ပေးပါလေ။နံပါတ်၄စိတ်ဖိစီးမှုနဲ့စိတ်ကြယောဂါတွေကိုတိုးတက်ကောင်းမွန်စေတယ်။စိတ်တကြဆင်းတဲ့ယောဂါကိုရောကြစေပါတယ်။ယာတိလိုက်ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်တွေကိုလည်းတတ်တာအောင်လုပ်ပေးနိုင်ပါလေ။နံပါတ်၅ကြွက်သားတွေရဲ့စွမ်းအားကို ထိန်းသိမ်းပေးတယ် ထို့သဖြင့်အသက်ကြီးသူတွေမှာလဲကြတာမျိုးမဖြစ်အောင်ကြွက်သားတွေတန်မအောင်ထိမ့်သိမ့်ပေးပါတယ်။နံပါတ်6နာတာရှည်ယောဂါတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။နှလုံးယောဂါစီးကြိုအမျိုးအစားနှစ်နဲ့အချို့ကင်ဆာယောဂါတွေကိုတားဆီးပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။အဆအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကူချီးမြှောက်မှုတွေ subscribe ကိုချိန်ချိန်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share လို့လည်းနှိပ်ပေးစီစဉ်ပါတယ်။ လူသားအားလုံးလွတ်လပ်ကျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day